ီစာဝီကိုမေးနိုင်ပြီလားရီစာဦးကိုမမေးနိုင်တာဟာယောဂတစ်ခုတော့မဟုတ်ပါဘူးဒါဟာလူသားတွေရဲ့တဘာဝစိတ်ခံစားမှုတစ်ခုဖြစ်ပြီးပထမဆုံးသောအချစ်ရဲ့အတွေ့အကြုံကလူတစ်ယောက်ရဲ့ဘဝမှာအမြဲတမ်းအမတ်ရစရာထူးခြားတဲ့နေရာတစ်ခုကိုယူထားလို့ပါပဲဘာကြောင့်မမေးနိုင်တာလဲပထမဆုံးအတွေ့အကြုံရီစာဦးနဲ့အချစ်ကိုစတင်ခံစားရတဲ့အတွေ့အကြုံဟာတခြားအချစ်တွေထက်ပိုပြီးပြင်းထန်ကစိတ်ထဲမှာနှက်ဆိုင်စွာဆွဲထင်ကြံရစ်တတ်ပါတယ်စံနှုန်းတစ်ခုဖြစ်ခြင်း တချို့သူတွေအတွက်ရီးစားဦးဟာအချီရဲရဲ့စံနှုန်းတစ်ခုလိုဖြစ်သွားတတ်ပြီးနောက်ပိုင်းချီရဲတွေမှာလည်းသူနဲ့နှိုင်းရှင်မိတတ်ပါတယ်။အမတ်တရများနှစ်ဦးကြာရှိခဲ့တဲ့လှပတဲ့အမတ်တရတွေပျော်ရွှင်စရာတွေဟာအချိန်ကြာရင်တောင်တတိယနေစီပါတယ်။ဒါဆိုဘာလို့တင့်လဲ။ရီးစားဦးကိုတတိယနေတာဟာတာမန်ကိစ္စဖြစ်ပေမဲ့လက်ရှိဘဝနဲ့အနာဂတ်ကို ထိခိုက်လာရင်တော့တတိထားဖို့လိုပါတယ်။လက်ခံပါတတိယနေတာကိုလက်ခံလိုက်ပါဒါဟာတင့်ရဲ့အတိတ်တစိတ်တစ်ပိုင်းဖြစ်တယ်လို့သဘောထားပါ။ နဲ့လက်ရှိဘဝအပေါ်အာရုံစိုက်ပါတင်းရဲ့လက်ရှိအခြေအနေရှိခဲ့ရင်အလုဝါဒနာနဲ့တခြားလူမှုဘဝတွေကိုအာရုံစိုက်ပါအတိတ်ကိုအကြောင်းပြုပြီးလက်ရှိပျော်ရွှင်မှုတွေကိုလစ်လျူမရှိပါနဲ့သုံးအချိန်ပေးပါအချိန်ကြာလာတာနဲ့အမျှအမှတ်ရမှုတွေဟာတဖြည်းဖြည်းလျော့ပါသွားတတ်ပါတယ်အချုပ်အားဖြင့်ဆိုရတော့ရီစာဥကိုတတိယနေတာဟာယောဂမဟုတ်ပဲတာမန်စိတ်ခံစားမှုတရက်တာဖြစ်ပါတယ်